အမှုပညာဆန်ဆန်ငါခဲဘက်ကင်းင်းနဲ့တကွာတောင်ကြီးမြို့ရဲ့အစီကားဆုံးစီအမိုက်စားဖြူပွိုင်းနဲ့ထင်ကြရဖျားရီစီခေါ်သွားပြီပဲတခါရဘူးတာနဲ့တသက်လုံးပြောင်းနေတော့မယ်ရှမ်းပြည်နယ်ရဲ့တဘာဝလှရှုခင်းလေးကိုကျင်းကပ်တန်လေးနဲ့ညင်ညင်လေးခန်းစားခြင်းတော့ဗီဒီယိုအဆုံးနဲ့ထိသားကြည့်လို့မိလာကရေလာပါပြန်လေးကျေးဇူးပါတယ်တောင်ကုန်းတောင်တန်းထထဝင်းရံအောင်မော်ဘီရှင်တက်ရှုမိုးပဲတောင်စင်းတောင်တန်းလမ်းလေးတွေနဲ့တကယ်မိုက်တဲ့ရန်တို့ကိုရဲ့အင်္ဂလိပ်စီအားလေးတောင်ကြီးမြို့တွေကိုသွားရောက်လေပါတော့မယ်။ ပြီးတာပေါ့။တကင်းကလေးကြောက်လို့ပဲ။အင်း။တကင်းကဟောရမလား။ဖလပိုင်ရောက်သွားပြီလေ။ က်နေချင်းနေတဲ့ရန်နာကမနက်စာကိုမျက်စိစာကျွင်းထိုင်စားချင်တာနဲ့အလှတွေပြင်ပေးတွေများပြီးတက္ကသိုလ်ကျောင်းသားအများစုစုဝေးရာတောင်ကြီးတက္ကသိုလ်အနီးအေယာဝတီလမ်းဆောင်အေယာဝတီလက်ဖက်ရည်ဆိုင်ရှိကျောင်းကြီးစုရက်ကွက်မှာရှိတဲ့အားမေမာဝင်ဆွဲမှုမနက်ရှိခွင်လောက်မှာစတင်ထွက်ခွာပါပြီ။ဒေသခံကိုတယောက်ရှိနေတော့ဘယ်လိုသွားပါလိမ့်စားဆိုတာတွေ recommend ပြီးတော့ကိုယ်တိုင်တကူတကရှာဖွေလေ့လာစရာမလိုပဲအချိန်ကုန်သက်သာပြီးခီးဖို့တင်စေပါတယ်။ ချမ်းပြည်နယ်ရောက်နေရဆိုတော့ရှမ်းသာလေးစားမှာပေါ့ပထမဆုံးအနေနဲ့ရှမ်းခေါက်ဆွဲတဲ့ရလေးမိကြည့်လာမှာအရသာရန်အဆင်ပြေပြီးစသားတွေကလည်းရန်ကုန်ရှမ်းခေါက်ဆွဲလို့မှွာထားတဲ့ပုံစံမဟုတ်ပဲအယိုးနဲ့အသားအတွဲလိုက်အတုံးလေးတကယ်ပြဆင်ပြေးထားတာတွေ့ရပါတယ်ဒါလည်းသာသနာ့ကြရတယ်သာသနာ့အားလည်းချက်တလိုက် ရှိမီလေးလေးရလည်းအရန်လာပြီးတောင်ကြီးတက္ကသိုလ်နဲ့လည်းနေလို့အလှတွေအချိုးတွေကိုတနေရာထဲမှာပေါင်းစည်းကြည့်လို့ရနိုင်မယ် taste မျိုးစုံ vibe အစုံခံစားလို့ရနိုင်မယ်ဆိုင်ဆိုင်ပါပဲကျော်တထုံနဲ့တုတ်လေးစားခဲ့ပါတယ်ဝက်ခောက်ကျော်ကလည်းချီချီစော်လန်းလာမှုရှိပဲတကယ်စားကောင်းပါတယ်တထုံကို600ကျပ်ကျပ်တင်ပါတယ် ရှမ်းကောက်ဆွေးကတော့ငါးတောင်ချက်ပါရှင်။နောက်ထပ်ရှမ်းတူဦးနေလေးမြည်ကြည့်ပါမယ်။အနှစ်တွေကိုစားရတာတိတ်မကြိုက်တဲ့ရင်နာတော့တော့တူဦးနေရရှာပြားပေါ်ကတောင်းတလို့စိတ်ကူးရေပုံဖော်ပြီးစားရတယ်။အရသာဟုတ်မလို့ပါဘူး။တူဦးနေကြိုက်တဲ့သူများတို့ကတော့ဖြင့်နှစ်ပွဲစတိုက်စားခြင်းကအရသာကောင်းပါရတယ်ရှင်။တပွဲကို၃တော့ငါးရချက်ပါ။ဟာဟာဟာ များတယ်နောက်နေ့မှဒီမှာလာရအောင်မယ်လို့သာသာအဖြစ်ပြီးရအောင်မှာတော့နောက်ထပ်လေဘက်ဆရာတွေစီတနေရာချင်းစီခေါ်သွားပါမယ်ထူးခြားတဲ့ငှက်အော်တန်လေးတွေညံပြီးတကက်မှမဖြစ်ရလောက်အောင်တကယ့်ကူမှာအရန်လာတဲ့ရှူရင်းရှူွက်တွေအောင်အစင်းတက်လမ်းလေးမလို့ရိုက်ဘူးလာခဲ့တဲ့မြတ်အကုန်ထည့်တင်ဖော်ပြလိုက်ပါတယ်တဘာဝအလှတရားလေးကိုခံစားရင်တဖန်မှုလန်ခီတစ်ထောက်မှာခဏဗီဒီယိုဖိုတိုရှူပါတယ်အင်းပါလန်တိတ် ဲ့မှာပဲနေတောင်းပြီးတော့ตายရတဲ့ဘဝလာတယ်ပါလေပြန်တိန်တိုင်းတွေရဲ့တောင်းတန်းတွေရဲ့အရန်များမိတဲ့နေတာထင်ရအောင်ပကြီကားတစ်ချက်တစ်ခွဲပက်ပဆက်ဆက်ကိုရှိနေလာတဲ့မြန်မာနိုင်ငံရဲ့အဖိုးတန်ရင်နာမြို့တစ်မြို့ဖြစ်တော်တင်စားလိုက်ချင်ပါတယ်တော်မန်လေးများနဲ့လှချင်နိုင်မနေပါနဲ့တိုင်းခွေကောက်ရပြီးလဖတ်ပါ ိုးတဲ့သင်းလေးတိုင်းပါပဲရှင်နောက်ထပ်ခီးလေးဆက်ပြီးနောက်မှာတော့ရွှေဖုံးပွင့်ဖျားစီရရှိလို့လာပါပြီ ဝေရှင်လေးပင်ရရောက်ဖို့ပဲလေယနေ့ကမင်းတွေ့စေတနာစိတ်တွေရဲ့ကုန်နိုင်အောင်မလားကိုယနေ့ကလေးတခုလေးချင်နေသူလေးရဲ့ရှမ်းပဲပုံလေးစားဖို့ခဲ့ရင်မေမသွားနဲ့အနေဝေးနေလဲအမတ်တရားရှိနေ ုတ်ဘူးအဲ့ဒါမောင်းအဲ့ဒါဟိုကခေါင်းလုံးထူတာယူကဒီလိုထူအောင်ကိုတက်ထူဒီလိုထူအောင်ဒါမှမလွဲထူအောင်ဟုတ်တယ်ဟုတ်တယ်အလဲကိုထူပါမြမပိသားဆိုတာခေါင်းလောင်းနဲ့မောင်းမှာထူပြီးတော့ရှကုချက်ကရုပ်တည်နေညမှာပြီးထထုပြန်ပါတယ်။ရှစ်ဆက်ပြီးတော့ဗရန်များလိုင်ကိုကြောင်းစီဥတည်ပါမယ်။ တကယ်ကိုတိတ်ဆိတ်ငင်သက်ပြီးတရားအားထုတ်ဖို့ရာအဆင်ပြေလို့နဲ့ကိုပြားရင်မိုးတယောက်တည်းသာဝင်သွားရင်ရဲကြောင်းလက်နေမှတေးကြပါပဲ။ လိုင်းကူချောင်းရဲ့အထွတ်အပြင်ဘက်ကနေမြင်ရတဲ့မြင်ကွင်းလေးပါအေးမြပြီဒီနေ့လုံးချွေးမပြန်ပဲနေလို့အရန်ကောင်းတဲ့ဒေသလေးလို့မြင်မိပါရတယ်။အဲဒီနောက်မှာတော့နောက်ထပ်တနေရာစီခီးဆက်ပါမယ်။ရှမ်းပြည်နယ်ရဲ့တင်ဂီတာဖြစ်တဲ့ထီချူပင်တွေတော်များများလေးတွေ့ရပါတယ်။ စိမ့်လူကိုလုံးနဲ့လူမိုက်လုံးရှာလန်းလာသူတွေကတော့ရှမ်းပြည်နယ်ကိုမြင်လို့တာထက်ရှမ်းသားလေးတွေကိုပုံမမောနေတယ်ကျမအင်နာပြောပါမယ်အဲ့လေ 像被剥离，像被 ကျွန်တော်တို့သွားကျင်တဲ့နေရာတွေစားကျင်တဲ့စားသောက်တွေကိုစဉ်းစားထားပြီးဒီတစ်ဆိုင်နဲ့လိုက်ဖို့ဧကန်အကူအညီပေးတဲ့ကျွန်တော်တို့အကူတော်လည်းကျေးဇူးထူပဲရှိပါတယ်။နောက်လည်းမြန်မာလာနှိမ့်ဆက်ပါဦးမယ်။ အလောက်ကင်တွေစိတ်ဖြစ်စည်းမှုတွေအစီအပြေတဲ့ဆက်ဆံရေးတွေကနေခဏလောက်ပြေးထွက်အားယူချင်ပါတယ်ဆိုတော့မိဆွေတို့အတွက်စိတ်လက်ပေါ်ပါစွာဖြင့်လာမယ့်တရင်ချုပ်ပိရက်တွေကိုရှမ်းပြည်နယ်မှာအကုန်ဆုံးဖို့ရန်ရန်ထိုက်တန်ပါတယ်။ဆက်လက်ပြီးတော့တောင်ကြီးစီးထဲမှာဈေးဝယ်ထွက်ပါမယ်။ဒီပါသေးမှာပဲငါဝယ်နေကြ။ဟုတ်လား။ဒါရောက်ရှိတယ်။ဣရိဣရိ။အဲ့လိုအနာသာမှာလည်းကျွန်တော်အဲ့ဒါလား။စီတာ။

ဆိုင်လို့လေနင်အကင်းစားမှလည်းမပြီးရတော့ကြရတယ်ဘာမှမဆိုင်တော့ต่อต้นลงอยู่แล้ว ောင်းကြီးဈေးထဲမှာဈေးတင်လိုက်ရတဲ့အရန်ဖုံရိုးသားကြပြီးဈေးဝယ်ရတာအရန်ဈေးတန်ပြီးတော့ကစိုးရဲချမောင်ရဲကောရကားဒီတလေးပြရစလို့ဆိုင်တိုင်းမှာအသေးမွား90တရားအစားကိပေးနေလို့ဆန့်ရှင်းလိုက်ပါတယ်အဲ့ဒါဒီချက်လိုက်ပြီ။အေးချက်လိုက်ပြီ။ချက်လိုက်ပြီလို့ရအောင်။အေး1500ရတယ်။ဒါ2500ပဲ။ဒီလိုဆောင်းလား။ဒီမူလေးကျွန်တော်ကော mày đấy nè, mình tưởng tượng, tôi em rồi. Thank you. 这点有点，这种节目我不大懂。当啊当啊！你这，哪里嘛？这里嘛？ နေ့တာလုံးဈေးဝယ်လျှောက်နေမှုစားပြီးနောက်မှာတော့ quality တိုင်းလေးတွေဖန်ပြီးရေမနက်ကဝယ်လာတဲ့ရှမ်းဒီသားထွားအိမ်လုံးချစ်စော်ကားသေးဝိုင်းနဲ့ barbecue ကိုညဘက်အိမ်မှာစကားမှာဖြစ်ပါတယ်အာဘာဘာလဲဟာဆာဘဆာဘအာဒုက္ခဟုတ်တာတော့ဟုတ်ဟုတ်လေ

欢迎，哈哈哈哈。 ရန်ကုန်မှာပဲမိခဏခဏလာတာမဟုတ်ဘူး။ရှမ်းပြည်မှာလည်းထုံနေတူစွာမမမမဲပါတီပွဲလေးပါလို့ရှင်။ဒေတုမှာတော့ရှမ်းပြည်ရဲ့အလှပဖိုးတန်သမိုင်းဝင်နေရာဒေသအစားအစာတချို့နဲ့ရင်သက်ရှူမောစရာရှုရင်းတွေကိုအပြည့်အဝခံစားစေချင်တာကြောင့်ရန်သာ sharing လုပ်ဖို့တမရတဲ့အရှိဆုံး blog လေးဖြစ်သွားပါတယ်။ရင်ထရဲ့ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်ဒုတိယနေ့ day 2 blog လေးကတော့ဒီလောက်ပါပဲရှင် so don't forget to subscribe and follow sleep tie catch you later bye